ควอเตอร์ไฟนอลမှာအာဆင်နယ်နဲ့ရင်ဆိုင်ပြရမယ့်အတင်းရတော့ရီယယ်မက်ဒရစ်ဖြစ်ပါတယ်ပနတီအဆုံးဖြတ်မှာရီယယ်ကပနတီတလုံးပဲလွဲချော်ပြီးတော့တီကိုကပနတီနှလုံးတော်လွဲချော်ခဲ့။အဲ့တော့ပနတီအဆုံးဖြတ်မှာတော့ရီယယ်မက်ဒရစ်ကအသာရပြီးတော့အာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ကျွန်တော်တို့ရဲ့ မျောလင်းဆောင်စားနေတဲ့ပွဲကြီးပွဲကောင်းကိုတော့ကြည့်ရှုအောင်ပါဘလို့ရလက်ပဲထွက်စီထွက်စီဂုံတိတ်ခါပိုင်းရတကယ်ကိုကြည်ကောင်းမဲ့အာဆင်နယ်ပိတ်သက်တွေမျောလင်းနေတဲ့အာဆင်နယ်ရီယယ်မက်ဒရစ်ပွဲစဉ်ကတော့ကျွန်တော်တို့ဧပြီလထဲမှာနှစ်ကြော်လုံးကြည့်ရှုသွားတော့မှာပါအဲ့တော့အာဆင်နယ်သင်းနေနဲ့အဲ့ဒီမတိုင်မီမှာဘူကောင်စာကောမာတီနယ်လီရောအသင်းရဲ့တက်စစ်တောင်မှအတွက်အကောင်းဆုံးရှိနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအသင်းနဲ့တွေ့တဲ့ပွဲစဉ်မှာဘလို့ရလက်တွေထွက်မလဲဘာနေဖြူးမှာဟော အမရိဘောင်ဘလူးရက်လက်တွေထွက်မယ်စိတ်ဝင်စားစားစောင့်ကြည့်သွားမှာပါအာဆင်နယ်တို့ကတော့နယ်သာလန်ကလပ် PSV အသင်းကိုကိုင်ကွင်းမှာတူးတူးသေးကံပြီးတော့နှစ်ကြော်ပေါင်းရလက်6 6 3 6နဲ့ချန်ပီယံလိကွာတာဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါပြီဒီပွဲစဉ်ကအာဆင်နယ်တို့သေကြတယ်ဒါပေမဲ့ပထမအကြော့မှာအလုတ်ကောင်းကောင်းလှုပ်ထားခဲ့တာဖြစ်တဲ့အတွက် နောက်တစ်ဆင့်ကိုတတရရပဲတက်နိုင်ခဲ့တယ်ဒီဒုတိယအကြော့ကိုင်ကွင်းပွဲစဉ်မှာတော့အပေါင်းလက္ခဏာဆောင်တဲ့အရာတွေအများကြီးပဲတစ်ဖက်မှာလည်း အားနည်းချက်တီတော့ရှိခဲ့တယ်။အပေါင်းလက္ခဏာဘာဆောင်သွားလဲဆိုတော့အရန်ကစားမအများစုကိုအသုံးပြနိုင်ခဲ့တယ်။ဟိုအားနည်းချက်ဆိုတာကတော့အဓိကကစားမတချို့မပါဝင်တာဖြစ်တဲ့အတွက်ဂိုးရီလွယ်လွယ်ခွင့်ပြုခဲ့ရတယ်။နောက်ပြီးတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအားကုန်ထောမယ့်အနေအထားမှာတစ်ဖက်ကချယ်ဆီအသင်းနဲ့ကတ်နေခဲ့တဲ့ပွဲစဉ်အနေအထားရလဲစတာမီနာအချို့ကိုချွေတာနိုင်ခဲ့လို့ပြောလို့ရတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ပွဲမတိုင်ပြီးတနအီလိုလောက်လိုင်းနဲ့ထွက်လာတဲ့ဟိုကဟာတီယာနီးရတိုက်စစ်တောင်မန်ဘချမ်းပါ ညာချက်မှာသခင်စတာလင်အထောက်မှာမိန်တို့ကွင်းလယ်မှာလည်းဒီကန်ရိုက်တူဦးပဲပါပြီးတော့ကျန်တဲ့နှစ်ယောက်ကချိုချင်းညိုးနဲ့စင်ချန်ကိုလိုကစားသမားမျိုးတွေကွင်းလယ်မှာတုံးလာခဲ့တာခိုင်စတန်၄ယောက်မှာဆိုရင်ကီဘီယိုကိုထဲတုံးလာတယ်ညာချက်မှာဒိုင်ယန်နီပြန်လာခဲ့တဲ့ဘန်ဝိုက်ဘယ်ချက်မှာလူးဝစ်ကယ်လီဂေဗရီယယ်တယောက်ပဲဒီကစားသမားပါတယ်ရိုင်ယာကတော့ကိုယ်သမားအဖြစ်ဒီလူစင်းကိုကြည့်တဲ့အခါမှာအရန်ကစားသမားအများစုကိုတုံးသွားခဲ့တာဒါတိဘလူရလက်ပဲထွတ်ထွတ်ချက်စီးနယ်ပွဲအတွက် စတာမီနာချိုးတဲ့အိုက်တာရဲ့နီးစနစ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီပွဲစဉ်တည်ကြလို့ဆိုပြီးအားမလို့အားမရဖြစ်တယ်ဆိုပေမဲ့တစ်ဖက်မှာကြည့်မယ်ဆိုလဲချက်စီပွဲတွတ်တော့အဓိကကစားမအချိုးအနာပေးနိုင်ခဲ့တယ်ဒီဂရန်ရိုက်ဆိုရင်လည်းဒါတစ်ပိုင်းလောက်ပဲတုံးတယ်လို့ပြောလို့ရပါလို့လေအဲ့တော့ဒီပွဲစဉ်မှာဆိုကျွန်တော်တို့လူစားလေးပြီးဝင်လာတာကလူငယ်ကစားသမားလေးတွေများဝင်မလားဆိုကျွန်တော်တို့မျှော်လင့်ခဲ့တာဒါပေမဲ့အိုက်တာဒီလူငယ်ကစားသမားဘယ်သူ့ဘာထဲမတုံးပါဘူး ကျုံလဲအဲ့ဒီဘိုင်းမှာတော့အားမလို့အားများဖြစ်တယ်။အဲ့ဒီအနေထားမှာမာတီအိုရီကတ်၊ဂျူရီယန်တင်ပါ၊မာတီနယ်လီ၊ကာလာဖီယိုရီ၊ထရော့ဆက်အသင်းရဲ့ main line နဲ့ကစားသမားတွေကိုပဲသွေးပူသဘောမျိုးနဲ့ထည့်သွင်းသွားတာတွေ့ရတယ်။တခါကြတော့လည်းနောက်ပွဲအတွက် trainee ပုံစံမျိုးယူတဲ့သဘောမျိုးပေါ့လေ။ကျွန်တော်တို့ကတော့ဒီ OEDG လို့လို့ခါဗီယာလို့လို့ကစားသမားမျိုးလေးတွေကိုထည့်ပြီးတော့10မိနစ်လောက်ဖြစ်ပြီးတော့သုံးစေချင်တာ။ဒါမှမဟုတ်အသုံးပြုခဲ့ဘူး။အဲ့တော့တခါကြရင်ကိုအသင်းကကစားသမားတွေထွက်သွားတဲ့အခါကျရင်တက်မျောပြီးမဲ့ ကိုသင်းရနီးပြကဒီကစားသမားလေးနဲ့ပတ်သက်ပြီးတော့မိနစ်ပိုင်းလောက်တော့ထည့်ပြီးအသုံးပြုဖို့တခါကြီးကျရင်ဒီလို89ကိုအตาရနဲ့အနေထားမှာတော့မသုံးဆိုတော့နောက်ပွဲတွေသုံးဖို့ဆိုတာကတော့ကျွန်တော်သိပြီးမျော်လင့်လို့မရအောင်အဲ့တော့ကစားသမားတွေဒီအသင်းရဲ့ရှင်ကိုဇုံကန်ပြီးထွက်သွားသွားတဲ့အခါမှာလည်းအပြစ်တော့တော့ပြောလို့မရဘူးဗျအားလုံးကကိုးပွားနဲ့ကိုပဲအသင်းကိုချစ်တယ်ဆိုတာကပေးသက်နေတယ်ပဲကောင်းတာတကယ်ကြီး professional ဒါကိုအတမွေးဝမ်းကြောင်းပြုတဲ့လူတွေအနေနဲ့ဆိုရင်တော့ကိုယ့်ရဲ့ image ကိုမြင်ဖို့စုဖလားအောင်မြင်မှုအတွက်ဆိုရင်တော့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါလိမ့်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အာဆင်နယ်တို့က6မိနစ်မှာပဲအဖွင့်ကိုစရတယ်။အဲ့ဒါကဒီပွဲစဉ်မှာ man of the match ရပြီးလုံးဝရွှေဖြစ်နေခဲ့တဲ့ Ryan Starling ရဲ့စ조사အထုံးဝဲသူ့အနေနဲ့အဲ့ဘောလုံးကို Starling စီကိုရောင်း ပေးသွားခဲ့တာဒီဘောလုံးကိုသူလက်ခံပြီးပထမယူရဲ့အချိန်မှာ body စားပြီးတော့လက်ခံလိုက်တယ် မရိယအဲ့ဘောလုံးကပြန်ပက်ဦးမှာဒါပေမဲ့ तू လက်ခံပြီးရဲ့အခါမှာနှစ်ယောက်ကြားထဲကနေပြီးတော့စတာဒီဇင်းချံကိုစီကိုရအောင်ဘောလုံးထုတ်ပေးခဲ့တာပြီးတော့ तू လက်ဘိုင်းငယ်နဲ့ပြစ်လဲသွားတယ်ဇင်းချံကအဲ့ဘောလုံးကိုယာပြီးသွားတဲ့အချိန်မှာဒီအေဒီယာထက်ရနေကပ်သဘောမျိုးအဝေးတိုင်းတောင်လန့်ကန်သွားတာကန်ချက်တော်တော်လေးကောင်းတယ်ကျွန်တော်6မိနစ်မှလည်း900ဝါးပြီပထမကျော့9ခုတကူဗျာ10ခုတကူဖြစ်သွားပြီမကြပါဘူးကျွန်တော်16မိနစ်မှာခိုးပြန်ပေးရတယ်အဲ့ဒါကိုပါရီစစ်က အပေါ်ထောင်းကောင်းကောင်းလေးကန်သွင်းသွားတယ်။ဒါကတော့ချက်ချင်းပြန်ပြီးဘောလုံးပြတ်သွားတဲ့အနေအထားမှာသူတို့ကောင်းကောင်းလေး finishing လုပ်သွားခဲ့တာ။ကျွန်တော်ခန်စစ်တိုင်းတစ်ခုလုံးရဲ့အားနည်းချက်ဖြစ်သွားတဲ့ဘယ်ဘက်ချမ်း weak point တနေရာနေပြီးတော့ဂိုးယူသွားတယ်ပြောလို့ရတယ်။ဂိုးသမားမှမီနောက်တဲ့အပေါ်ထောင်းကျွန်တော်ပြီးတဲ့အချိန်မှာဝမ်းဝမ်းဖြစ်သွားပြီ။အဲ့ချိန်မှာကျွန်တော်အိတ်တူးတွေဘာညာကြီးဖြစ်သွားပြီဗျာ။လူကတော်တော်လေးကိုတိုင်ပတ်သွားပြီ။38မိနစ်မှာတော့ကျွန်တော်ဂိုးရတယ်။အဲ့ဒါကတော့ ရာဟင်းစတာလင်ရဲ့စူးစမ်းအထုံးကိုပဲပထမကစားသမားတယောက်ကိုသူကြော်ဖြတ်ပြေးတယ်။နောက်ဘေးကနေရှင်ပြီးလိုက်တဲ့တယောက်ကိုလည်းကြော်ဖြတ်ပြေးပြီးတော့အဲ့ဘောလုံး cross ball ဖြတ်တင်တယ်။အဲ့ဒါကို penalty box ထဲမှာရှိတဲ့ Declan Rice ကအမှန်တကယ်သူကပြေးပြီးတိုက်ရတာအရန်သိရှိနေရတော့မဟုတ်ခေါင်းဝင်ပြီးပြေးတိုက်သွားတယ်။ဂိုးရသွားတယ်။အမှန်အဲ့နေရာမှာက Mickey Main လို့ရှိနေရမှာ။ဒါပေမဲ့နောက်ကနေပြီးတော့ပြေးတက်လာခဲ့တဲ့ Declan Rice ကခေါင်းတိုက်ပြီးအဆုံးသတ်သွားတယ်။ပထမအပိုင်းကိုတော့ကျွန်တော်2-1နဲ့အသာရတယ်။ဆိုလိုချင်တာက ကိုကိုနှစ်ကိုဆိုတဲ့အနေထားပေါ့လေဒါပေမဲ့မိနစ်80မှာတော့ကျွန်တော်တို့ highline တဖန်နေတစ်ချက်အမားလေးကနေပြီးတော့ပြန်ဘက်ကဘောလုံးလွလွကျွတ်ရပြီးတော့ဂိုးသွင်းသွားခဲ့တယ်။နောက်ကနေလိုက်ပြီးတားဆီးဖို့ကြိုးစားပြီးမဲ့ဒီဘောလုံးကိုအตาရလေးပဲမပြီးတော့ရာယာကိုချုပ်ပြီးထည့်သွားခဲ့တာတကယ်ပပနဲ့နဲ့ပဲအဲ့ချိန်မှာကျွန်တော်တို့နေတူးတူးဖြစ်သွားပြီးဒီနေရာမှာလေး ဒီကိုမတိုင်မာတဲ့ဟိုကပန်တီဘောက်စ်ထဲမှာလွတ်လွတ်ကျွတ်ကျွတ်ရာဝတလုံးရှိသေးတယ်။ဒါပေမဲ့ဂေဘရီယယ်မကာကြီး slide ထိုးပြီးရှင်းထုတ်သွားခဲ့လို့တတ်တာရတာ။ PSV နဲ့ပတ်သက်ပြီးဒီပွဲစီမှာကျွန်တော်ချီးကျူးချင်တာလေသူတို့ဘဏ္ဍာကိုပြန်လည်းပဲရှုံးနေရှုံးနေသူတို့ကဒီပွဲစီနဲ့ပတ်သက်ပြီးတော့တကိုးရရနှစ်ကိုးရရအောင်စ조사အထုမှုအပြည့်နဲ့စော့တယ်။ဘောလုံးသိပ်စိမ့်မနေဘူးတိုက်စစ်ပြီးတိုက်စစ်စော့တယ်။ပြီးတော့ချီးကျူးဖို့ကောင်းတာက PSV ပရိသတ်တွေက ပွဲစဉ်အစမိနစ်ကနေအဆုံးမိနစ်ထိလုံးဝနိုင်ပွဲရအသင်းတသင်းပုံစံမျိုးကိုအောင်ပွဲခံရတခါကျရင်အာဆင်နယ်ပိတ်သက်တွေကိုကျွန်တော်အဲ့လိုဖြစ်စေချင်တာခါကျရင်ကျွန်တော်ကွင်းရတိတ်ဆိတ်နဲ့ခိုးသွားတော့မှသာအလန်ဒီထောင်ပြီးတော့တည်ရမလားဝုံနိုင်ချပြီးအားပြီးကျွန်နစ်ချင်ညာလက်သေးလေးကိုက်ပြီးငိမ့်နေတယ်လို့ဖြစ်နေအဲ့လိုမျိုးကျွန်တော်ကအားပေးစေချင်တာအဲအဲ့ကြမှာဒီကွင်းနဲ့ကပလေယာတွေရဲ့မန်တယ်လေးတက်လာမှာဗောလေအခုတော့အသင်းကတော့ควอเตอร์ဖိုင်နဲ့တက်သွားပြီဘောလုံးပိုင်ဆိုင်မှုရဆိုအာဆင်နယ်က52ရာခိုင်နှုန်း PSV က56ရာခိုင်နှုန်း ဂိုးရဖို့အာဆင်နယ်က1.25ရှိတယ်တစ်ဖက်က1.48မတိမ်မြင်းလေးတွေကြီးပဲအာဆင်နယ်က6ချိန်ကန်ဝင်ရတယ်9ချိန်ကိုပေါက်တယ် PSV က73ချိန်ကန်ဝင်ရတယ်9ချိန်ကိုပေါက်တယ်အဲ့မှာတက်ကို2ဂိုးစီရသွားခဲ့ဗောလေ Bitchan Creates အာဆင်နယ်က9ချိန်ဖိနှိပ်နိုင်တယ်တစ်ဖက်က PSV က2ချိန်ဖိနှိပ်နိုင်တယ်ကော်နာဒေါင်းကန်ဘောဒီမှာအာဆင်နယ်က9ချိန် PSV က၄ချိန်ဒီလိုအနေထားတွေကြောင် အာဆီနယ်နဲ့လွယ်လွယ်ကူကူတော့ဒီပွဲစီကိုကန်ခွင့်ရခဲ့တာတော့မဟုတ်ဒီနေရာမှာပေါ့လေအာဆီနယ်ရဲ့အဓိကအကောင်းဆုံး first line နဲ့ကစားသမားတွေပထမအကြော့အဝေးကွင်းပုံစံမျိုးကန်မယ်ဆိုရင်တော့ဒီလိုဂိုးတွေပေးခြင်းမှာပေးရမယ်ဒီထက်လည်းကိုပြတ်သားခြင်းနဲ့ပြတ်သားသွားနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာပြန်ပြီးကြည့်မယ်ဆိုရင်ကျုပ်ချက်စီးပွဲကတ်နေရဖြစ်တဲ့အတွက်ခုနှစ်ခုတကူးဆိုတဲ့အနေထောက်ကို တီဆိုတဲ့ရလက်တဲ့ရရဆိုပုံစံမျိုးနဲ့အာရီတာကအရန်အများစုအသုံးပြုသွားခဲ့။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကြိုက်တဲ့ရလက်ထွက်ကျွန်တော်လက်ခံတယ်။ဒါပေမဲ့ကျွန်တော်သဘောမကျတာလေ။ဘာကြောင့်များလူငယ်တွေကိုထင်မသုံးလဲ။တိုက်စစ်အထောင် OED ဂျူဆွဲကစားသမားလေးရှိရဗျာ။နောက်ပြီးဒီကွင်းလေတို့ခန်းစစ်တို့မှာကောင်းဆုံးလို့ရတဲ့ခါဗီယာတို့လိုကစားသမားမျိုးလေးရှိတယ်။ထင်မသုံးဘူး။နောက်ဆုံးဂိုသမားနေရာမှာဒီကျွန်တော်ဒီလူငယ်သားမလေးဆပ်ဖို့လို့ကစားသမားမျိုးလေးအများကြီးပဲအဲ့လိုကစားသမားမျိုးတွေထည့်ပြီးသုံးလို့ရတယ်။ ဒါပေမဲ့တယောက်မောက်နေရာမပြီးသွားဘူးအဲ့တိုက်စစ်ကစားမလေး OIDG ဆိုလို့ရှိရင်လေချန်ပီယံလိပွဲစဉ်တမိနစ်လောက်ပဲဝင်ဆော့ဝင်ရခဲ့တာအရှိရပွဲစဉ်တချို့မှာဒီလောက်ပဲသူလဲဝင်ဘောလုံးတော့ထိရလားမသိဘူးပွဲလဲပြီးအဲ့ဆိုအာရီဒာနေနဲ့အခု quarter fight နဲ့ရောက်သွားပြီ okay အခု16တင်းစစ် PSV နဲ့အတင်ပွဲစဉ်မှာလေအရှိကအဝေးကွင်းအိမ်စာအကြောင်းသာကောင်းကောင်းကျွန်တော်အလုပ်ဖြစ်ခဲ့လို့ဒုတိယကြော့အမရိတ်မှာလူစုံထုတ်တည်ဖြစ်စေမထုတ်တည်ဖြစ်စေ အရှိရရလက်ရတာကျွန်တော်နောက်ဆင့်တက်သွားပြလို့ရဘာနေပြူးမှာဟောအမရိတ်မှာဟောဘလူရလက်တွေထွက်မလဲစိတ်ဝင်စားစားစောင့်ကြည့်သွားမှာပါ quarter fight နေလို့ level မျိုးရောက်လာတဲ့အသင်းတွေဖြစ်တဲ့အတွက်ဘလူဝဲနေနေပါတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေဖြစ်မှာဖြစ်လို့ဘယ်အသင်းမှလည်းအထင်သေးလို့ရတဲ့အသင်းတွေမဟုတ်တော့ဒီ level ဒီစင်တန်းရောက်လာပြီဆိုလို့ရှိရင်တော့နှစ်သင်းလုံးကစားရှိတဲ့အသင်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အသင်းမဲ့နောက်ဆင့်တက်မှာ ရီယယ်မက်ဒရစ်ကပဲဒီပြိုင်ပွဲမှာခြားနားတဲ့အသင်းတစ်သင်းအဖြစ်အရှိန်အဝါကြီးရဲ့အသင်းတစ်သင်းဖြစ်ကျွန်တော်တို့ကိုကြော်ဖြတ်သွားမလားစောင့်ကြည့်သွားတော့မှာပါဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ရှိုးဘောလုံးအွန်လိုင်းအကြီးကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘာဖြစ်ဖုန်းနံပါတ်ညို6ခု7ခု66 3936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေမှာဖြစ်လို့ဝေပုံမချက်ချင်းမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုလို့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပေးလို့ရပါတယ်အဖက်ခွေကို Sport Online 93မိနစ်တူကိုလည်းကစားလို့ရနေပါပြီ